မင်းများချင်းစကားများရဲ့ဖြစ်ရာကနေအိမ်ပေါ်ကဆင်းသွားခဲ့လို့လိုင်းပေါ်တက်ပြီးတော့တောင်မှအကူအညီတောင်းခဲ့ရတဲ့တရုတ်ဆောင်မြတ်သူသူရဲ့ခင်မုံကိုဆိုင်ထက်မြန်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်မြတ်သူသူကတော့ MR34 မင်းသမီးတလက်ဆိုတော့အားလုံးကအသိပိသားဖြစ်မယ်လို့ထင်ပါတယ် တရားစမြတ်သူတို့ဟာအင်နာချပေးနောက်ပိုင်းမှာတော့အနည်းပညာအလုပ်တွေကိုရန်နာခဲ့ပြီးခင်မွန်ဖြစ်သူရဲ့ပံ့ပိုးပေးမှုတွေနဲ့ထမ်းမြတ်ရန်နာဆိုတဲ့ဆိတ်ရွှေရန်နာဆိုင်ကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်အခုဆိုရင်တော့တရုတ်ဆောင်မြတ်သူတို့ကသူမစတင်ဖွင့်လှစ်ခဲ့တဲ့ဆိုင်တီတီလေးကနေတဖြည်းဖြည်းနဲ့အောင်မြင်တဲ့လုပ်ငန်းရှင်တယောက်ဖြစ်အောင်စူးစမ်းနေတာလည်းဖြစ်ပါတယ်။ အနုပညာအလုပ်တွေမလုပ်တော့ဘူးဆိုပေမဲ့ခင်မုံဖြစ်သူနဲ့အတူနေထိုင်တဲ့ lifestyle လေးတွေနဲ့ဝန်ထမ်းတွေအပေါ်မှာထားတဲ့သူမရဲ့မြေတားတရားတွေကိုပြည်သက်တွေတီအောင်မကြကနာဆိုသလိုမျက်သူသူကခြားပြတတ်လေးရှိတာလည်းဖြစ်ပါတယ်။ ရုံးဆောင်မြတ်သူသူကသူမရဲ့အိမ်တော်ရေးနဲ့ပတ်သက်ပြီးလူမှုကွန်ရက်ပေါ်မှာအဆင်ပြေမှုတွေကိုသာခြားပြခဲ့ပေမယ့်မင်းညားကညားအချိန်မတော်အချိန်နင်မရချင်းစကားများရာကနေမြတ်သူသူကစိတ်ဆိုးပြီးတော့အိမ်ပေါ်ကဆင်းသွားခဲ့တာဖြစ်ပါတယ်ဖုန်းလဲမကိုင်းတလို့အင်ကိုလဲပြန်မလာတော့တာကြောင့်ခင်မုန်းဖြစ်သူကိုဆိုင်ထက်မြက်ကလူမှုကွန်ရက်စာမျက်နှာကနေတက်စင်မြတ်သူသူကိုစိတ်ဆိုးပြေပြီးတော့အိမ်ပြန်လာဖို့အတွက်ပြန်လဲတောင်းပန်ခဲ့ရတာလည်းဖြစ်ပါတယ် ကိုဆိုင်ထမြက်ကမင်းကြီးကိုရှာနေတာနေရာနှံ့နေပြီဘဲမမလည်းရှာလို့မတွေ့ဘူးမင်းမရှိရင်မဖြစ်ဘူးလေမင်းကကိုရဲ့အသက်လေမင်းနေရာမပြောရင်ကိုစိတ်ကိုမင်းသိတယ်မို့လားအခုချိန်မှာကိုတအားကိုစိတ်ပူတော့ကနဲ့ဘာမှကိုမမြင်တော့ဘူးမင်းရှိနေတဲ့နေရာကိုပြောပါကိုဒေါသကြီးတာတွေစိတ်လက်မှန်ပါဖြစ်နေတာတွေကိုရှင်းပါမယ်ဟုဆိုကလူမှုကွန်ရက်အစားမျက်နှာပေါ်မှာရေးသားဖော်ပြလာခဲ့တာလည်းဖြစ်ပါတယ် တရားဥဆောင်မြတ်သူတို့ကလည်းငါမရှိလို့မဖြစ်ဘူးဆိုတာမရှိပါဘူး။အရာအလုံးကသူ့ဘာသာသူနဲ့ပတ်နေကြအောင်ပါပါပဲ။ငါမရှိလည်းဖြစ်ပါတယ်ဆိုပြီးတော့လူမှုကွန်ရက်ပေါ်ကနေပဲပြန်လည်ပြောပြခဲ့တာဖြစ်ပါတယ်။တကယ်တော့မနေ့ကဇွန်လ17ရက်နေ့လေးကပြောဆောင်မြတ်သူတို့ဇနီးမောင်နှံရဲ့မင်္ဂလာတက်တန်းနှစ်နှစ်နဲ့သုံးလပြည့်တဲ့အထိမ့်မှတ်နေ့လေးလည်းဖြစ်ပါတယ်။ မြတ်သူတို့ဇနီးမောင်နှံဟာမင်္ဂလာတက်တန်းနှစ်နှစ်၃လပြည့်အထိမ်းအမှတ်အနေနဲ့တန်ကားတက်ကတ်သူပြည်တွင်းပြည်ပသာသနာပြုဌာနသို့ငွေကျပ်သိန်း၂၀လှူဒန်းပေးခဲ့ပြီးမင်္ဂလာနှစ်ပတ်လည်နေ့လေးကိုပျော်ရွှင်စွာဖြတ်သန်းခဲ့ကြပေမယ့်ညအချိန်ရောက်မှစိတ်သဘောထားမတိုက်ဆိုင်မှုတချို့ကြောင့်ရံဖြစ်စကားများရာကနေမြတ်သူတို့ကအိမ်ပေါ်ကဆင်းသွားခဲ့တာဖြစ်ပါတယ်။